အလုံးမင်္ဂလာပါဆက်မဲ့ကျေးဇူးပါခင်ဗျာမင်းစတဲ့ဒီနေ့ချက်ပြတ်မှာတော့ Vietnamese culture ပေါ့နော် Vietnamese culture သူက PHO far လို့တန်ထွက်တယ်။အဲ့တော့တချို့က PHO pho လို့ထွက်တယ်ပေါ့နော်။တချို့က pho ထွက်တယ်။ far လည်းမဟုတ် pho လည်းမဟုတ် far ။အဲ့တော့ Vietnamese ဒီ culture ကိုဆက်မဲ့ဆက်မဲ့ဆိုရင်အဓိကသူကဘာအရေးကြီးလဲဆိုတော့အမေသားအမေသားနဲ့အမေယိုးပေါ့နော်။အဲ့တော့သူ့ရဲ့ history လေးကဘယ်လိုဖြစ်ပေါ်လာလဲဆိုရင်ဟိုးအရင်ကဒီဒီ Vietnam မှာ ဗီယက်နမ်လူမျိုးတွေအကြဆင်းရဲတတိယရှိအောင်ဒီတတိယရကြတော့အမဲအသားကိုစားအဲ့တော့ရိုးတွေတို့ကလွတ်ပစ်တယ်နောက်ပိုင်းမှာဒီဗီယက်နမ်တွေကကြအဲ့ရိုးတွေကိုယူပြီးတော့မှသူတို့ကသူတို့ဟင်းနေရာတွေမှာချမ်းချမ်းရဲနောက်ပိုင်းကျတော့ဒီဟန်နွိုင်းမှာဒီကာချာဖြစ်လာပါတော့နော်အမဲတာခေါက်ဆဲဆဲကာချာအဲ့ဒီကနေစားတာဆိုတော့အဲ့ဒီဟာကိုသူကမှန်နေမှားလေဆိုပြီးညင်းခုန်နေတော့ရှိရဲရှင်ဒီကအယိုးပေါ့နော်သူကအယိုးမှာသူကအတိချပြုတ်လာအကြာပဲ၈နှစ်လောက်တခြားရှယ်ပြုတ်ပြီးတော့မှဒီအယိုးရဲ့အယိုးတွေယူနေယူရင်းချင်းစီတွေ နွားရဲ့အမီးရဲ့ဒီအချိုတက်တရားပေါ့နော်အဲ့ဟီးရဲ့မှာပျော်ဝင်မြေသူအရသာအရန် rich ဖြစ်ပြီးတော့ flavor အရန်ကောင်းတယ်ပတ်မတီတုံးပြီးတော့စီးပါမယ်ရေးစီးမယ်ဒါရေး င်ဟီလောင်နဲ့ထားလိုက်မယ်နော်ပြီးလို့ရှိရင်မင်းတို့လိုဟီလေးနဲ့အေးလေးထားမယ်အဖို့ဖွင့်ထားမယ်နှစ်နာရီကြာတစ်ခါရေနည်း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 ပြန်ဖြည့်ပေးမယ်ဘာလို့လဲဆိုတော့ရေကအငွေ့ပြန်သွားမယ်ဒီရေကအငွေ့ပြန်သွားတော့မှသူ့ရဲ့အရသာပိုရစ်ဖြစ်တယ်၄နာရီလောက်ရှိသွားပြီဆိုတော့ဟိုအသားလေးကိုဖယ်လိုက်တော့မယ်အရေလည်းထပ်ဖြည့်ထားမယ်နော်ခဏလေးကြာလို့ရှိရင်ကြက်သွန်ဂျင်းနဲ့ spice tea ထည့်ပါဦးနော်ဒီဟာကိုအစောကြီးရက်ထည့်ထားလဲရအောင်နော်ဒီဟာကိုထည့်ရပြုတ်ခဲ့ရဒါကိုအစောကြီးထည့်ပြုတ်လဲရတယ် ဒါပေမဲ့အဲဒီချက်တော့ဟိုကပျော့ပြဲသွားမှာပေါ့နော်ဆိုတော့ပီကန်နေလေးကြောင့်မှထဲတာပို့ပြီးစင်ပြေအဲ့တော့ညူယိုမထဲပဲနဲ့လူမျိုးမီးဖုတ်ပြီးတော့မှထဲလို့ရှိရင်သူ့ရဲ့အရာတာပို့ပြီးတော့ဟိုမှုရအောင်နော် ဒီ spice တွေကိုကြတော့ဒီတိုင်းထည့်လေရတယ်လှော်ပြီးတော့ထည့်ဖို့ကောင်းတယ်ဗောနော်ဒီမှာတချို့ခောက်တို့နည်းနည်းပွင့်တို့ဖာလာတို့နည်းနည်းစီစမုံစပါတို့စုံမယ်ဆိုတော့ဒါလေးကိုမင်းတို့ကလှော်လိုက်လှော်လိုက်တော့နန့်ပုံမွေးပါအောင်ဒါတွေကိုထုံလေးနဲ့ထုံလိုက် ပကောလေးကိုညှက်ထူလိုက်ပါစပိုက်တိုလီထည့်လိုက်ပါမယ်ပြောမယ်ဒီချိန်မှာ raw sugar ထည့်လိုက်တယ်ခုန raw sugar ထည့်မရိုက်မိလိုက်အောင်နော် eating my raw sugar today. Yeah, it's a man. It's a man. ကွာစုပ်ကရေဒီဖြစ်ပါပြီဒါပေမဲ့ဒီစုပ်ထဲမှာအစီရေပါလေးရပါတော့အဲ့အစီရေကိုခဲဝအောင်လို့မင်းတို့ကခဏအေးခံထားလိုက်မယ်ပြီးတော့မှအဲ့အစီကျဲတွေကိုဖယ်လိုက်မဖယ်ရင်လည်းစားလို့ရပါတော့မင်းကလို့ဖယ်ပြီးစားမယ်အေးခံပြီးရေကက်တိုက်ထိုင်တဲ့အခါမှာပေါ်မှာအစီတက်လာတော့ဒီစီကတကယ်ညအရသာရှိရပါတော့ဒါပေမဲ့ ဒီစီတွေကိုဖယ်ခြင်းဒီလိုမျိုးဖယ်လို့ရတယ်ဘောနော်ရေခဲနဲ့ဘီနဲ့မှာထားပြီးတော့ဖယ်လေရတယ်ဒါမှမဟုတ်ရေခဲထဲမှာထားပြီးဖယ်လေရဒါအိတ်မခဲသေးဘူးဟိုခဲဝိုင်းဒီတက်ပို့ထူတာဘောနော်မင်းတော့ပဲဖယ်ပြလိုက်သူရဲ့အရင်လည်းမပါပါအောင်လို့ဒီလိုမျိုးစကားလေးနဲ့ဆက်စီကျဲကိုကြမ်းမိုင်းနဲ့ညညအောင်စားနေဆိုရင်တော့ဒါလေးဖယ်ရအောင်တော့ ပြောင်းပပပပပဆိုရင်ဦးလင်းလေးကိုဒီပုံလောင်းထွက်မိသားတစ်ခါကြက်ပြန်ယူကြည့်ကြရင်ယူကြည့်လေးထပ်ထည့်ပြီးစားလိုက်စဉ်းတင်ပြန်ယူကြည့်ကြ PT Cisamok ya. ว้าวปรมาตคาชดาตาสายนี้ดีค่ะยังกาวัน မဲဝင်ချမ်းတို့မဲတက်တရားတို့နဲ့စားရင်လည်းရတာပိုကောင်းဒါလည်းကောင်းပါဒီအသားကိုထည့်တဲ့အခါမှာအသားကြီးပဲမယူဘဲနဲ့အသားနဲ့အစီနဲ့ကျောင်းနေအပိုင်းလေးဆိုပို့ပြီးရတာရှိသူ့ရဲ့အစီရဲ့ရတာအမေရိုးရှင်းလိုက်တော့ပြုတ်သွားတဲ့ခါမှာသူ့ရဲ့အရတာကတော့ကောင်းသွားတယ်